အားလုံးမဲ့မိကြပါဒီနေ့ tomorrow channel ကနေဖပြသွားပြီးမဲ့စာအုပ်လေးကတော့သမုတ်တရားစွန့်စားခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကို Andrea ဆိုတဲ့ကမ္ဘာလေးကရေးဖွက်ထားပြီးတော့ဆရာတန်လင်းလေးကနေဘာသာပြန်ထားတာဖြစ်ပါတယ်ထပ်ဝေထားတာကတော့ Test Story Project ကနေဖြစ်ပါတယ်သမုတ်တရားစွန့်စားခြင်းတငယ်ချင်းတို့ရေဒုနယ်မေကအန်ဒရီယာပါမော်တိုင်းမှာဖိဖိမီမီတို့နဲ့အတူနေတဲ့အချိန် မြင်ခဲ့ရတဲ့အနဝါယီသတ္တဝါတွေအကြောင်းဒီကောင်နေပြောပြခြင်းလို့ပါ သမုဒ္ဒရာကြီးဟာတိချာကဘာတစ်တခုလို့အလွန်တရားလှပတာပေါ့ကဲသမုဒ္ဒရာတွေကိုစဉ်းကြည့်ကြရအောင်နော်သမုဒ္ဒရာကြီးဆိုတာရေတံတွေတဝုံဝုံနဲ့အေယာမနေရာကြီးပါပဲ။ရေပင်ကျင်းနေရာအကြီးကြီးပေါ့ကွာ။ရေကန်ကြီးတွေထပ်ပိုကြီးတယ်နော်။အကြီးတကအကြီးကြီးပါပဲ။တို့ရဲ့ကဘာကြီးမှာ သမုဒ္ဒရာ၅ဆင်းရှိတယ်တိလား။ သူကအိန္ဒိယသမုတ်တရားနားမှာနေတယ်။အဲ့ဒီသမုတ်တရားကလေအန်အောစရာကအောင်လှပရပဲ။သိတ်ကိုလှပတဲ့တတဝါတွေအပင်တွေရှိနေကြတယ်။ရောင်စုံတန်တာကြောက်တွင်နဲ့ငါးမိတ်ဆွေများရှိတဲ့။ယုံလားမသိဘူးနော်။တန်တာကြောက်တွေကတကယ်ကိုအသက်ရှိနေတာပဲ။သူတို့ကကြောက်တုံးတက်တက်မဟုတ်ဘူးကွာ။ပင်လေရေအောက်မှာရောင်စုံဥယျာဉ်လှလှလေးရှိနေတယ်လို့ပဲ။ပြီးတော့တန်တာကြောက်ဆောင်တွေကဘာထူးခြားရင်တင်နေ။ တန်တာကြောက်တန်းတွေကငါးမျိုးစုံနဲ့အခြားပင်လယ်သရဝါတွေရဲ့နေစရာအိမ်ပဲ။ရောင်စုံပျော်ပဲရှင်ပွဲပေါ့။သူတို့ကအမော်ဆန်တဲ့အကောင်ကြီးတွေလိုပဲနော်။ကိုခနာကြီးတွေက အပြားကြီးကြီးတွေမို့သူ့အရွယ်ထက်တောင်ကြီးသေးတဲ့စဉ်းစားလာကြည့်ပါတော့။ငဘဲလေးကြီးတွေကိုလည်းကြည့်ပါဦး။ငဘဲလေးတစ်ကောင်ကို မြင်ဘူးလားဟင်။ သူတို့ဟာရေထဲမှာကြွကြွမော့မော့လေးရှော့ကနေရှော့ကနေကုခတ်သွားကြတယ်။သူတို့ကိုသွားကင်ကြည့်ချင်းလိုက်တာလေ။ကြည့်ရတာနူးညံ့လှပပုံပဲ။လှပတဲ့အစင်စန်းနဲ့ငလိပ်စုံကြီးတွေပေါ့။ပြီးတော့လေလက်ပြလေးတွေနဲ့တူတဲ့ငလိပ်ကြောက်မျိုးနဲ့ဝင်တွေလည်းရှိတယ်။သူတို့ကိုငလိပ်စုံလို့လည်းခေါ်တယ်။သူတို့ကြောဘက်မှာအဖြူရောင်အဆက်လေးတွေပါတော့အမြင်ဆန်းနေတော့တာပေါ့။သူတို့ကငဘဲလေးတွေလောက်မကြည့်ဘူး။ ဒါပေမဲ့လှကြပါတယ်။ပူနွေးတဲ့ရေတိမ်ပိုင်းနဲ့သူတို့ကူးခတ်နေရတာကို ကြည့်ရတာသဘောကျတယ်။ငလက်ထုံခက်ပြားပြားနဲ့ခင်းတက်တဲ့အကောင်ငလက်ထုံတွေဟာမတူညီတဲ့ပုံမှန်သဏ္ဍာန်ရှိပါတယ်။ခက်ဝိုင်းဝိုင်းပြက်ပြားနဲ့ပါအမီးရှိတဲ့တခါတော့ကဖီဖီနဲ့တို့အသားဖားနှစ်ယောက်ဟာကန်းစံနာမှာငလက်ထုံတကောင်ကို တွေ့ခဲ့တယ်။သူကဒုက္ခရောက်နေတာပဲ။ ဒါကြောင့်ဒိုကသူ့ကိုရေထဲပြန်ရအောင်ကူညီပေးခဲ့တယ်။မလတ်ထုံအတွက် စူပါဟီးရိုးသူရဲကောင်းဖြစ်သွားတာပေါ့။ပင်လယ်လက်ကြီးတွေအကြောင်းလာပြီးဟဲ့။သူတို့ကိုကာကွယ်ပေးထားတဲ့အခွန်ကြီးတွေကြောကုန်းမှာပါတယ်။တန်တာကြောက်တန်းတွေနဲ့ပူနွေးတဲ့ရေတိမ်ပိုင်းမှာဟိုဟိုဒီဒီကြက်စားရတာသူတို့သိကြိုက်တယ်။ပင်လယ်လက်ကြီးတွေက အလွန်လှတယ်နော်။သူတို့ကပင်လယ်ပြင်ရဲ့စူပါဟီးရိုးသူရဲကောင်းတွေလိုပဲ။ ူတို့ရဲ့တငယ်ချင်းတွေနားမှာရေရက်တက်လက်ပြပြကြီးတွေနဲ့ရေခူးရင်ဆောက်ရှောက်ပြီးနေတယ်။လင်းမိုင်တွေဟာအပြုံးပိုင်ရှင်စူပါရေခူးသမားတွေပါ။သူငယ်ချင်းတို့တွေ့ဘူးသမျှတွေမှာအပျော်တက်ဆုံးအကောင်လေးတွေပေါ့။သူတို့ကအဆုလိုက်အဖွဲလိုက်ရေခူးတက်ကြတယ်။အလွန်တော်ကြပါပြီတဲ့။လင်းမိုင်တွေက ကစားနှင်းတွေကစားရတာအကွက်ပြရတာတိတ်ကြိုက်တယ်။လူကြိုက်တဲ့အကွက်ကတော့ သူတို့တွေရေထဲကနေခုံထွက်လာပြီးလေထဲမှာဂျုံထိုးကြတာပဲလင်းမိုင်စက်ကပွဲကို သွားကြည့်နေရတယ်လို့ပဲเนาะတန်တားငမဲတွေကတကယ်တမ်းကြောက်စရာမကောင်းပါဘူးပြောပြမယ်เนาะတငင်းချင်းတို့ငမဲတိုင်းကကြောက်စရာမကောင်းဘူးတန်တားငမဲတွေကတတော်ကိုချစ်စရာကောင်းပါတယ်သူတို့ကတန်တားကြောက်တန်းတွေနာကပူနွေးတဲ့ရေတိမ်ပိုင်းမှာနေကြပြီးငားစားကြတယ်သူတို့မှာခြုံထက်ထက်သွားတွေရှိတယ် ဒါပေမဲ့တို့ကိုအန်တရင်မပေးဘူးတကယ်ဆိုသူတို့ကလူဝင်နာလာရမှရှေ့ကြပါတဲ့တို့ကလည်းသူတို့ကိုကောင်းကောင်းဆက်ဆံသင့်ပြီးသူတို့ပြပြရွှေရွှေနေဖို့ရလှစ်ထားပေးသင့်တယ်တမုတ်တရားကြီးဟာလှပအံ့ဩစရာတွေနဲ့ပြည်နေတဲ့ကဘာတစ်ခုပဲဒီလိုကောင်းမွန်လှပတဲ့တရားဝါတွေကိုကျင်နာလေးစားပေးဖို့မမေ့ပါနဲ့နော်တို့တွေတမုတ်တရားကြီးကိုတန့်ရှင်းအောင်ထားပြီး လက်ရဝါတွေကိုကာကွယ်ပေးကြမယ်လို့ကတိပေးကြဆိုတော့တို့နဲ့အတူသမုတ်တရားတွေကိုခုံစင်ပြီးစွန့်စားကန့်ဖွင့်နေလာဖို့အစဉ်သင့်ဖြစ်ပြီလားကလေးတို့ဖြစ်ဆိုရင်မိကုန်များတို့ရဲ့ကဘာကြီးမှာသမုတ်တရား၅ဆင်းရှိတဲ့သူတို့နာမည်တွေကိုသိလားနံပါတ်1တဏ္ဍာကြောက်ခက်ကဘာနဲ့တူတယ်လဲရေသွားကူးရင်မြင်ဘူးပါလားနံပါတ်3သမုတ်တရားထဲမှာဘယ်တရဝါနဲ့အဆုံးချင်းပါတယ်လဲနံပါတ်4 မင်းမိုင်နှကောင်အကွက်ပြတာရေထဲကခုံထွက်လာတာကို မြင်ဘူးပါဒလားနံပါတ်5မိမိကိုကိုငဘဲလိုက်တကောင်လို့စိတ်ကူးကြည့်ပါဘာလို့ကြည့်ချင်ပါဒလဲနံပါတ်6ပင်လယ်လိုက်အပါဝင် သမုတ်တရားတွေက တခြားသတ္တဝါတွေကိုဘလို့ကာကွယ်ပေးနိုင်မလဲနံပါတ်9ညအချိန်မှာသမုတ်တရားကဘလို့နေသလဲကြောက်စရာကောင်းသလားမော်ဝင်လှပနေသလား အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။